အာဆင်နယ်အသင်းကြီးပြအတီတာကချန်ပီယံလိဂ်ကွာတာဖိုင်နယ်အဆင့်ကို200သိဆက်တက်ရောက်နိုင်တဲ့အတွက်အလွန်ပျော်ရွှင်ကြောင်းနဲ့ရီယယ်မက်ဒရစ်အသင်းကိုအနိုင်ယူနိုင်စွမ်းရှိကြောင်းပြောကြားခဲ့ပါတယ်။အာဆင်နယ်အသင်းဟာချန်ပီယံလိဂ်ရှုံးထွက်16သင်းအဆင့်မှာနယ်သာလန်ကလပ် PSV အသင်းကိုနှစ်ကြော်ပေါင်းရလက် 6ဂိုး3ဂိုးနဲ့အနိုင်ယူပြီးချန်ပီယံလိကွာတာဖိုင်နယ်အဆင့်ကိုတက်လှမ်းနိုင်ခဲ့ပါတယ်။အာဆင်နယ်အသင်းအနေနဲ့ချန်ပီယံလိကွာတာဖိုင်နယ်မှာပြိုင်ပွဲရဲ့အောင်မြင်ဆုံးဖြစ်တဲ့လက်ရှိချန်ပီယံရီယယ်မက်ဒရစ်အသင်းနဲ့ရင်ဆိုင်ရမှာပါ။အာဆင်နယ်အသင်းဟာပြီးခဲ့တဲ့2023-2024ရာသီကလည်းချန်ပီယံလိပြိုင်ပွဲမှာကွာတာဖိုင်နယ်ကိုတက်ရောက်ခဲ့ပြီးအဲဒီတော့ကဘိုင်ယန်မြူနစ်အသင်းကိုရှုံးနိမ်ပြီးပြိုင်ပွဲကနေထွက်ခဲ့ရပါတယ်။အခုအာဆင်နယ်အသင်းအနေနဲ့ ချန်ပီယံလိကွာတာဖိုင်နယ်ကိုထပ်မံတက်ရောက်နိုင်ခဲ့ပြီးတဲ့နောက်အာတီတာကကွာတာဖိုင်နယ်ကို200သီဆက်တက်ရောက်နိုင်ခဲ့တဲ့အတွက်ကျွန်တော်တို့အယံပျော်ပါတယ်။ဒါဟာအယံခက်ခဲတဲ့အရာတစ်ခုပါ။ပြီးခဲ့တဲ့15နှစ်အတွင်းမှာဒီလိုမျိုးလှုပ်ဆောင်နိုင်တာပထမဆုံးအကြိမ်ဖြစ်တာကြောင့်ဒါကဘလောက်ခက်ခဲလဲဆိုတာသိနိုင်ပါတယ်။ဒီအတွက်ကျွန်တော်ရဲ့ကစားသမားတွေကိုအသိမှတ်ပြုပါရစေ။ကျွန်တော်တို့နောက်ထပ်အများကြီးထပ်ရခြင်းပါတယ်။ကျွန်တော်တို့မှလှုပ်ဆောင်နိုင်တဲ့အရေးသွေးရှိတယ်လို့လည်းယုံကြည်ပါတယ်လို့ပြောပါရစေ။ ချန်ပီယံလိကွာတာဖိုင်နယ်မှာရီယယ်မက်ဒရစ်အသင်းနဲ့ဆုံတွေ့နေတာကိုလည်းအာတီတာကကျွန်တော်တို့ရီယယ်မက်ဒရစ်အသင်းကိုအနိုင်ယူနိုင်စွမ်းရှိပါတယ်။ဒါပေမဲ့ကျွန်တော်တို့ရဲ့အကောင်းဆုံးပုံစံကိုပြသနိုင်ဖို့လိုအပ်ပါတယ်။နှစ်ကြိုစလုံးရဲ့မိနစ်တိုင်းမှာအကောင်းဆုံးဖြစ်နေရမှာပါ။သူတို့ကိုအခွင့်အရေးနည်းနည်းမှပေးလို့မဖြစ်ပါဘူး။ဘာကြောင့်လဲဆိုတော့သူတို့ကရတဲ့အခွင့်အရေးကိုယူသွားနိုင်စွမ်းရှိတဲ့အသင်းဖြစ်တာကြောင့်မလို့ပြောကြခဲ့ပါတယ်။